လပ်ပိလာယူကိစ္စကိုကျမနည်းနည်းလေးပြောချင်တယ်။ကျမတို့ငငယ်တုန်းကကျမတို့နိုင်ငံမှာလပ်ပိလာယူဆိုတာမရှိသလောက်ပဲ။အော်ကျမနာမည်တော့မပြောချင်ပါဘူး။အစိုးရအဖွဲ့ထဲမှာအာဒုတိယဝန်ကြီးတယောက်ကလပ်ပိလာယူနဲ့အရေးယူခံရတယ်။အဲ့ဒါတော်တော်ထူးခြားတာပဲ။ကျမတို့ငငယ်တုန်းကအားလုံးဒီဝန်ကြီးရဲ့နာမည်ကိုသိတယ်။ ကျမအခုတည်းသိတယ်မပြောချင်လို့ပါအဲ့တော့မှတ်မှတ်ရရပေါ့နော်ကျမတို့အစိုးရအဖွဲ့ထဲမှာအဲ့လိုလက်ပေးလက်ယူနဲ့အာအလုတ်ပြုတ်ခဲ့တယ်ပေါ့နော်အေးအေးယူခံရတယ်ဒတိုင်းပြေလုံးကလည်းလက်ညှိုးထိုးတယ်ဆိုတာအဲ့ဒီတယောက်ပဲရှိခဲ့တယ်နောက်ပိုင်းဝင်ကြီးတွေကြောင်းတော့ကျမတိတ်မပြောချင်ဘူးနော်အဲ့တော့အဲ့ဒီလိုအခြေအနေမျိုးနောက်ပြီးတော့လည်းဟိုရိုးရိုးဝင်တန်းနေပေါ့ ကျွန်တော်ငင်ကျွန်တော်ဆိုရင်ရိုးရိုးပဲရှင်းပြတယ်ညောငငယ်ငယ်တုန်းကဆိုလို့ရှိရင်အဲတက်စင်မီပြတ်သွားတာရှိတာပေါ့နော်အင်္ဂါမီတွေပြတ်သွားပြီဒီလမ်းကမီတွေပြတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲတုန်းက EPC လို့ခေါ်ရပေါ့နော်နှက်စစ်ဌာနကိုဖုံးဆက်လိုက်တယောက်ကအကြောင်းကြားလိုက်တယ်မီတွေပြတ်သွားပြီဆိုရင်ဟောနောက်ယူပဲတော့ကြာတော့မီတွေပြန်လာရောဟိုသူတို့ဒီတက်ဆိုင်ရာဌာနလာပြီးပြင်သွားတယ်ဘယ်တော့မှပြင်သွားမှလည်းမသိဘူးဘလူပြင်သွားမှလည်းမသိဘူးလဖက်ရေဘိုးမပြောနဲ့လဖက်ရေတုတ်ခတ်တောင်ဘလူကဘာမှမတိုက်လိုက်ရအောင် ပြီးတော့သူ့လုံနေတယ်။ဟိုအခုခေတ်ဆိုလို့ရှိရင်တော့ဒီလိုမဟုတ်ဘူးအားလုံးသိတဲ့အတိုင်းပဲလျှောက်စိမိပြက်လို့များပြန်လာစေခြင်းအမျိုးမျိုးလုပ်ရတယ်။အဲ့တော့ဒါတွေဟာအားလုံးလပိလာယူနေနှွှဲနေတယ်။ဘယ်လိုစတာလဲဆိုတော့မလုံလောက်တဲ့လာစာတွေနဲ့စတာပေါ့နော်။မလုံလောက်တဲ့လာစာနဲ့စပြီမဲ့နောက်ဆုံးကျတော့အလေးအကျင့်ဖြစ်သွားတယ်။ဟိုကျမတို့ပြောလို့ရှိတယ်မလား။ ကျွေးချူမဖူတန်းထူမရဆိုသလိုပေါ့နော်လပိလိုက်ယူကယူရင်းယူရင်းနဲ့လည်းသိကယူမဆိုင်တော့ဘူးဆိုလိုဖြစ်သွားတာပေါ့အဲ့တော့အဲ့ဒီဟာတွေဟာကျမတို့ရဲ့ယဉ်ကျေးမှုတွေကိုစိတ်ဝင်သွားတဲ့သဘောရှိတယ်သို့တော်냐လဲကျမတို့ပြည်သူပြည်သားအများစုဟာလပိလိုက်ယူဆိုတာရှက်စရာကောင်းတယ်ဆိုတဲ့အတိအရတော့ရှိသေးလို့ကျမစိတ်ကမကြပါဘူးဒီလပိလိုက်ယူဆိုတာ ဘာဖြစ်လဲဂရုစိုက်ဆရာမလိုဘူးဆိုတဲ့အဆင့်ဖြစ်သွားရင်ကျွန်တော်အင်ပဒမဆိုးပါလိမ့်မယ်။ဒါတော့ကျမတို့ဟာလက်ပေးလာယူပျောက်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့တစ်ဖက်ကလည်းလုံလောက်တဲ့လစာပေးသလိုတစ်ဖက်ကလည်းတရားဥပဒေအရအေးယူရမယ်။ဘာဖြစ်လို့လဲဆိုတော့တချို့ကြတော့လောဘဆိုတာလည်းအလေးချင်ပဲလေ။ယူလေရှိသွားတဲ့အခါကျတော့လုံလောက်တဲ့လစာပေးရင်ဒါမှပိုရလို့ရှင်တော့ပိုယူခြင်းနဲ့စိတ်တွေရှင်းနေလည်းရှိမှာပဲအဲ့တော့ အဲ့ဒါတွေကတော့ဥပဒေနဲ့အရာကျမတို့ထိန်းသွားရမယ်ဒါပေမဲ့ဓာတ်တဲ့ပို့ပြီးတော့အရေးကြီးတာကတော့စိတ်ဓာတ်ရေးရအရာပေါ့စိတ်ဓာတ်ရေးရအရာကြတော့ကျမတယောက်ထဲလဲလုတ်ပေးလို့မရဘူးဒီအစုအဖွဲ့တစ်ခုကလည်းလုတ်ပေးလို့မရဘူးကျမတို့ပြည်သူပြည်သားအားလုံးကဝိုင်းပြီးတော့လုတ်ရမယ်လပ်ပေးလာယူဆိုတာပေးတဲ့လူလည်းရှိတယ်နော်ယူတဲ့လူကြီးပဲမရှိဘူးဟုတ်မဟုတ်တာမဟုတ်ဘူးအဲ့တော့မပေးကြပါနဲ့လို့ကျွန်မမေတ္တာရခံတယ်တချို့က လက်ပေးတယ်ဆိုတာဟာအလုတ်တစ်ခုမြန်မြန်ပြီးစေခြင်းလို့ပေးတာပဲဟိုကျမကိုယ်တိုင်လည်းဒီကိစ္စနဲ့အာကြုံခဲ့ရပူပါတယ်တခါတော်တော်ကြာပါပြီကျမဒီမိ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 လာပြီးတော့တွေ့တဲ့အခါမှာကျမမြန်မာဟို password ကင်ထားပြန်ပေးရတာပေါ့နော်ပြန်ပေးပြီးတော့ပြန်ထုတ်ရတာပေါ့ပြန်ထုတ်တဲ့အခါမှာငွေသွားသွင်းရတယ်ငွေသွားသွင်းတော့ဟိုကျမတို့ဟိုအတော်တယောက်နဲ့သွားပြီးတော့ငွေသွင်းရတဲ့ဘဏ်ကိုသွားအောင်သွားတော့အတော်ကဘေးကပျောက်သွားတယ်ပျောက်သွားပြီးတော့ပြန်ရောက်လာတယ် ဘာသွားလှုပ်တာလဲလို့ဆိုတော့ဟိုတတ်မစီရအောင်လို့ပိုက်ဆံသွားပြေချွာရစီဆိုတော့ချွာပြေတန်းစီမယ်လို့တနေ့လုံးစီစဉ်နေစီမယ်လို့တပြောင်းမှမပေးဘူးလို့ကျမတို့ပေးတဲ့လူတွေကလည်းပေါ့နော်တခါလေးကျမတို့ပေးတဲ့လူတိုင်းကိုအပြစ်ဆိုတာမဟုတ်ပါဘူးတခါလေးသရေရှင်ရေဆိုတော့လည်းမပေးမဖြစ်တော့လည်းပေးရတာရှိမှာပေါ့ဒါမှလည်းကျမပြောချင်တာကတော့ဟို အလွယ်လန်းတော့မလိုက်ကြပါနဲ့ကျမတို့နည်းနည်းတော့အခက်ခဲနဲ့ရင်ဆိုင်ပြီးတော့မှဒီပြဿနာတွေကိုကျော်လွှားရမှာဖြစ်ပါတယ်အဲ့တော့လက်ယူတဲ့လူကလည်းမယူဖို့ကလည်းအရေးကြီးတယ်လက်ပေးတဲ့လူကလည်းတောင့်ခံပြီးတော့မပေးဖို့အရေးကြီးတယ်ဆိုတော့ပြောပြစေ